င်္ဂလာပါခိတ္တတယ်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမိုးကုတ်ကိုဝင်လာတဲ့စက္ကမတက်တွင်နေတော်လန်ရီတပွဲတွင်လက်နက်ကြီးတွေဒုံးတွေနဲ့အပြန်အလှန်ပစ်ခတ်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မိုးကုတ်မြို့မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်မရှင်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့တော်လန်ရီတပ်တွေဘက်ကလည်းဒုံးတွေနဲ့ပုံချက်တိုက်ခိုက်နေတယ်လို့နှစ်ဖက်ထိကကြဆုံမှုတွေရှိကြောင်းစီးရဲသတင်းစစ်မြစ်တွေစီကသိရပါတယ် မန္တလေးတိုင်းမုံကုံမြို့ဘောင်လုံးကွင်းမှာအထိုင်ချထားတဲ့စစ်ကောင်မရှင်တပ်တွေကဒီဇင်ဘာလ၄ရက်နေ့မနက်ပိုင်းမှာပေါ်မားချင်းရွာဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့သတင်းရမြင့်တွေကပြောပါတယ်။စကမဘက်ကဘောင်လုံးကွင်းကနေပေါ်မားကြောက်စင်ဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်နေတယ်။ဒီဘက်ကလည်းဒုံးတွေနဲ့တွားချတဲ့စစ်သားတွေဘက်ကထိသွားတယ်နဲ့တူတယ်။မနက်ကဆွဲသားတာမြင်လိုက်တယ်လို့မုံကုံစီရဲ့သတင်းရှင်မြစ်ကပြောပါတယ်။ ယနေ့အထိတိုက်ပွဲဖြစ်ပွားနေပြီးမွန်ကုန်းမြို့အနောက်ဘက်ပေါ်မရွာဘက်မှာထိတွေ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့လည်းပြောပါတယ်။စစ်ကောင်စီတပ်တွေဟာယမနေ့မနက်ပိုင်းမှာပဲပေါ်မရွာအနီးကိုချက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးအထိခိုက်တွေတော့မရှိခဲ့ဘူးလို့သိရပါတယ်။အဆိုပါဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်တွေဘက်ကအယောက်၂၀ဝန်းကျင်လောက်တိစုံခဲ့ပြီးတော်လရင်အင်အားစုတွေဘက်ကလက်ရှိအချိန်ထိ၃ဦးသာဆုံးခဲ့တယ်လို့မိုးကိုစေးရီဒေသခံတအူးကပြောပါတယ်။ လက်ရှိချိန်မှာတော့စစ်ကောင်စီတပ်ဖွဲ့တွေဟာမိုးကုန်းမြို့ထဲမှာအင်အားထောင်ချီနေပါလောက်နဲ့တက်ဆွဲနေထိုင်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေကတော့မြို့ပြင်ပတ်မှာရှိနေတာဖြစ်တယ်လို့သိရပါတယ်တရုတ်ရဲ့ချောင်းဝင်စစ်ဆင်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့နဲ့တီအန်လန်လီတောင်းတပ်ဖွဲ့တွေဟာအပြစ်ခတ်ရစဲရေးတဘောတုံညင်းမှုရရှိခဲ့ပြီးမိုးကုံနဲ့မိုးမိတ်ကိုစစ်ကောင်စီတန်းလွှဲပြောင်းပေးရန်တောင်းတပ်ဖွဲ့ကသဘောတူညီခဲ့ပါတယ် မောကုံမုံမိန်မျိုးရင်းတိုင်ပွဲမှာတည်ရလန့်လေးအပြင်အခြားတော်လန်ရေးတပ်တွေလည်းပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက်မျိုးကိုပြန်လွှတ်အပ်ဖို့ကျန်တဲ့တော်လန်ရေးတပ်ဖွဲ့တွေကလက်မခံနာကြောင်းတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်ရှင်။ဆလဘင်ရိခါပြန်၍ပွိုင်း63လုံးကုန်မှအတင်းထိုးထွက်လာသည့်စစ်တပ်စစ်ကြောင်းအေးထမချိန်မုန်းခံရသတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စာနေကိခါပြက်လက်မှုကြောင့်ပွိုင်းချောင်းသုံးလုံးစကန်ကုန်းမှထွက်ခွာလာတဲ့စီအိုစုစစ်ကြောင်းကိုအာရခတက်တော်အင်းကတိုက်ခိုက်ချေမုန်းခဲ့ရမှာ စစ်တပ်ဘက်ကတင်ဆောင်မှုတချို့ရှိပြီးလက်နက်ခဲယံများနဲ့စစ်တုံးပန်းအချို့ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သတင်းရရှိပါတယ်။စီရင်တရင်ချင်းမြစ်တအူကမနေ့ကည၄နာရီကျော်ခန့်က0.63လုံးကုန်းကထွက်လာတာပါ။အင်အားတရာကျော်ပါတဲ့စကန်နဲ့တမိုင်လောက်အကြောင်းမှာတိုက်ခိုက်ခံရတာပါလို့ပြောပါတယ်။ထို့လို့တိုက်ခိုက်ခံရတာကြောင့်အကြမ်းမဲ့စစ်တပ်ဘက်ကထိခိုက်အကြဆုံးများပြီးထွက်ပြေးသွားခဲ့ကြတယ်လို့၎င်းကပြောပါတယ်။တချို့လည်းပိုင်ကုန်းဘက်ထွက်ပြေးတယ်လို့တချို့မှလည်းတောထဲမှာထွက်ပြေးပုံဆောင်နေကြတယ်။ အလောင်းတချို့စစ်တုံးပန်းတချို့နဲ့လက်နက်ခရံတွေကိုတတ်တော်ကသိစေရမိခဲ့တဲ့ထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံချိန်မုံပြီးတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တာတွေရှိပါတယ်လို့၎င်းကပြောပါတယ်။အရခတ်တတော်မှာဘကိုတိုင်းပရာမျိုးနဲ့ပကံကွဲချင်းရွာတောင်ပန်း6ကီလိုမီတာအကွာဝေးနိုင်စီသည့်ပွိုင်းချောင်းသုံးလုံးစကန်ကုန်းကို2025ခုနှစ်အောက်တိုဘာလ14ရက်နေ့ကတိမ်ပိုက်ခဲ့ပြီးနောက်စကန်ကုန်းတစ်ခုလုံးကိုဆင်းလင်းနိုင်ခဲ့ပါတယ်။ ၎င်းနောက်လေရင်အနေရရှိတာကြောင့်စကမ်းမှနောက်ဆုံးထောင်းစဉ်ရန်နေငယ်အကြမ်းမှအကြမ်းမဲ့စတဲ့ကောင်အင်အား300ခန့်ဖြင့်အဆိုပါစကမ်းကိုပြန်လည်ဝင်ရောက်သွေးလာတယ်လို့သိရပါတယ်။၎င်းနောက်အာရခတက်တော်မှပွင့်ချောင်းသုံးလုံးစကမ်းကုန်းကိုဝိုင်းဝန်းပေးဆိုပြီးထောက်ဖို့လမ်းကြောင်းများကိုဖြတ်တောက်ထားရန်အဆိုပါစကမ်းကုန်းရှိအင်အား300ခန့်မှစာနေရိက္ခာများပြတ်တောက်လာခဲ့တယ်လို့၎င်းကဆိုပါတယ်။သူတို့ပိတ်ဆို့ထားခံရတာတလားကြော်လာတော့စားနေရိတ်ခါတွေပြက်လက်လာတဲ့အောက်ကနေတက်လာတဲ့ထောက်ပို့ဆက်ကြောင်းတွေကိုလည်း အေအေကဖြတ်တောက်တိုက်ခိုက်တော့ရိခါတွေကမရောက်နိုင်ဘူးအခုလိုအချိန်လေးမှာအေအေကစနိုက်ပါနေရောလက်နက်ကြီးနဲ့ပါပြစ်တာရှိတော့အဲ့ဒီမှာလည်းထိခါကြဆုံးမှုတွေရှိနေတယ်ဒီတော့မနေ့ကအင်အားတရာလောက်ပါတဲ့စစ်ကြောင်းတစ်ကြောင်းကမ္ဘာစစ်ကြောင်းဘက်ကိုထိုးပေါက်လာတယ်အေအေကအသင်းဆောင်မီတိုက်ခိုက်တာတည်ဆုံးသူများပြားပြီးလက်နက်ခဲရဲနဲ့စစ်သုံးပန်းအစိုးရမိခဲ့တယ်လို့ပြောပါတယ်အကြမ်းမဲ့စစ်တပ်ကဆင်လန်းဒေလာတောင်ချင်းညောင်ချေတောင်ပွိုင်းချောင်းတို့လိုစခန်းကိုအနီးကုန် လေးချောင်းလက်နက်ကြီးဒုံးများကိုအလွန်ကျုံတုံးပြီးထိုးစစ်ဆင်နေပြီးမင်းအကြဆုံးများပြီးဆင်းလန်းလီလာတောင်းနေပွားချောင်းသုံးလုံးစခန်းကုန်းအလုံးမှာအေအေနဲ့မဟာမိတ်တပ်ဖွဲ့များ၏ဝင်းရက်ပိတ်ဆို့မှုကိုခံနေရဆဲဖြစ်တယ်လို့အခြားအေအေနဲ့နေစံတီစည်ရဒေတာကန်တူကပြောပါတယ်ပေးမိထားတဲ့စကန်းတွေကိုစာနဲ့ရိတ်ခါလာဖို့လဲဖြတ်ခံရတယ်။အခုကစင်လန်စကန်းကိုလည်းထောက်ဖို့စကြောင်းမရောက်နိုင်ဖြစ်နေတယ်။ဖြတ်တိုက်ခံနေရတော့အထိနာပြီးရှေ့ကိုမတွန်းနိုင်ဖြစ်နေတယ်။နောက်ထပ်ညောင်ခြေထောက်ဘက်ကတက်လာတဲ့စကြောင်းနဲ့တိုက်ဝဲဆက်ဖြစ်နေတယ်လို့ပြောပါရတယ်။ ဆင်လန်နဲ့လီလာတောင်ကိုထောက်ပို့လမ်းကြောင်းများဖြန့်တောက်ခံထားရတာကြောင့်ရိခာပြက်လက်လာရမှယမနေ့နေ့လယ်ပိုင်းကရိခာပူဆောင်ရင်ညောင်ချေတောင်မှအင်အားနေရာခန့်ဖြစ်စစ်ကြောင်းတစ်ကြောင်းထပ်တက်လာရန် AA နဲ့ဆက်လက်တိုက်ပွဲဖြစ်ပွားနေတယ်လို့၎င်းကပြောဆိုပါတယ်ရှင်။ဆက်လက်ပြီးမန္တလေးမြို့နယ်ဈေးကျော်အနီးဒေါက်တာဒေသာဆန်းဦးဆောင်၍အကြမ်းမဆိုးဆိုဤအတူအယောင်တရားမဝင်ရေကောက်ပွဲကိုလူမှုတရေလုံးပြက်ပြက်တာတာဆန့်ကျင်ကြရန်ဆန္နာပြဆွဲတဲ့တင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ မန္တလေးမြို့နယ်စေချိုအနီးဒေါက်တာတေစာဆန်းဦးဆောင်၍အကြမ်းမတ်ဆိုးဆို၏အတုအယောင်တရားမဝင်ရွေးကောက်ပွဲကိုလူလူတရားလုံးပြက်ပြက်တာတာဆန့်ကျင်ကြရန်ဆန္ဒပြခဲ့ကြောင်းသိရပါသည်။၎င်းဆန္ဒပြပွဲမှာအကြမ်းမတ်ဆန္ဒရှင်စနစ်တိုက်ဖျက်ရင်လူလူအရေးတော်ပုံတက်တာများဖြစ်သည့်ဒေါက်တာတေစာဆန်းကိုနန်လင်းကိုကန့်ဝေဖြိုးတို့ပါဝင်သည့်ရဲဘော်ရဲဘက်များနှင့်ပြည်သူလူထုနှင့်အတူပူးပေါင်းကာလွတ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အဆိုပါလူတို့လှူရှာမှုကိုအာနာယူမင်းအောင်လိုင်းပြည်ဦးလေးမျိုးစစ်နေတဲ့စင်ဝဲကိုတက်ရောက်နေတဲ့ရက်စကားပြောနေတဲ့အချိန်မှာမန္တလေးမြို့နယ်မှာစစ်မိတ်စာဘလူးများတောင်းကျနေသည့်အချိန်ဒီဇင်ဘာလ3ရက်နေ့မှာပြည်သူလူထု၏ပါဝင်ကိုညီဆောင်ဆောင်မှုနှင့်အတူဘေးအန္တရာယ်ကင်းစွာဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ဆရာနာရှင်စနစ်သည်တိုင်းပြည်နယ်လူထုတရားလုံးအတွက်ပုံရံသူဖြစ်ပြီးဆရာနာရှင်စနစ်တိုက်ဖြတ်ရေးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးသည်တိုင်းပြည်အတွက်ပုံရိပ်မှန်းချက်ဖြစ်ကောင်းလူထုတရားလုံးအတွက်တမိုင်းပြည်တာဝန်ဖြစ်ကြောင်းဆရာနာရှင်စနစ်ကိုစန့်ကျင်တွန်းလှန်ရသည်မှာအရင်အနည်းအတိုင်းအခိုက်များကြီးမှကြောင်း ဒါပေမဲ့အာနာစင်စနစ်အောင်မှခေါင်းငုံလည်စင်ခံပြီးစနစ်တက်ဆိုးရှည်သွားလျင်တိုင်းပြည်မှာဖြစ်လာမည့်နောက်ဆက်တွဲပြည်စည်းဆုံးဆုံးမှုများကပုံပြီးတော့ကြီးမှာကြောင်းဒါကြောင့်ဆရာနာစင်စနစ်တက်ဖြတ်ရေးအတွက်ပုံမှုတမ်းမကြပြီဖြစ်ပြီးပုံမှုစူးစီးကြမည်ဖြစ်ကြောင်းဆန္ဒပြပွဲမှာပါဝင်သူများကပြောဆိုပါတယ်ဒါအပြင်ဆန္ဒပြပွဲမှာပါဝင်သူများကအာဓမဖန်ဆင်းအကျဉ်းချခံထားရတဲ့လူလူကောင်ဆောင်တော်အောင်ဆန်းစုကြည်၊နိ ။တမနာကြီးဦးဝင်းမြင့်တို့နဲ့တကွနိုင်ငံရေးကျင်းသားများအလုံးကိုချွင်ချက်မရှိအမျက်စွန်လွန်ပေးခြင်း။ဆိုးဆူကအတင်အဓမ္မပြင်ဆင်နေတဲ့ရွေးကောက်ပွဲသည်တိုင်းပြည်၏လက်ရှိနိုင်ငံရေးပြဿနာအတွက်ထွက်ပေါက်မဟုတ်ဘဲထောင်ချောက်တာဖြစ်ပြီးအတူအယောင်တရားမဝင်ရွေးကောက်ပွဲကိုလူထုတရားလုံးကပြက်ပြက်တာတာစန့်ကျင်နေကြရန် ဆိုဆိုဒီအာဓမစမှုတန်ဥပဒေကိုအသိဉာဏ်ပြခြင်းပြီးလူလူတရားလုံးကိုအမျိုးမျိုးပြင်းနေအနိုင်ကျင့်နေပြီးလူငယ်လူရွယ်များစွာကိုတည်ရင်းနဲ့တို့ပို့နေသည့်အာဓမစမှုတန်ဥပဒေကိုလုံးဝဖျက်သိမ်းရေးတို့လည်းတောင်းဆိုခဲ့ကြကြောင်းသိရပါသည်ဒီဇင်ဘာလ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူခွင့်ရည်နေ့မှာတနိုင်ငံလုံးလူထုတရားလုံးကအပြစ်မှတ်ထွက်အတန်းသေးတပိတ်ချင်းဆင်နွှဲပြီး ဒီလူလူတဘောတာနဲ့တောင်းဆိုချက်၃ရက်ကိုဖော်ထုတ်တောင်းဆိုကြရတဲ့လူလူနိုင်ပွဲလှူရှာမှုမှာပြည်သူလူထုအလုံးအတူတကွပူးပေါင်းပါဝင်ဆင်းနေကြရတိုက်တွန်းထားပါတယ်။ပြည်သူຫນွေဟုတော်လည်ရေးကြီးသည့်ပြည်သူသားအထက်ဖြစ်ပြီးပြည်သူအလုံးတော်လည်ရေးတမဖြစ်ကြောင်းစာနာရှင်စနစ်အမြန်ဆုံးခြုံငင်းရေးအတွက်လက်နက်ကင်တိုက်ပွဲတစ်ခုတည်းကိုတောင်းလုံလုံလျာလျာအပြုနေ၍မရကြောင်း လူမှုနိုင်ပွဲလူမှုလှူရှာမှုများကို အသည့်တတိတတိဉာဏ်ပညာနဲ့ဆင်ပြီးဖော်ဆောင်ကြဖို့အထူးအရေးကြီးကြောင်းတပည့်အင်အားစုများကပြောဆိုထားပါတယ်ရှင်။ဆလဘင်ဂျပန်ရောက် NUG နိုင်ငံသားရေးဝန်ကြီးကမြမအရေးကြားနာပွဲပြုလုပ်ပြီးစစ်တပ်ရွေးကောက်ပွဲကိုဂျပန်ဆိုရကလက်မှတ်ခံရတောင်းဆိုဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် NUG အစိုးရနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကမြမအရေးကြနာဝယ်ပြုလုပ်ခဲ့ပြီးဂျပန်အစိုးရအနေဖြင့်စစ်တပ်၏ယူကောက်ပွဲကိုလက်မခံရန်တောင်းဆိုကြောင်း NUG အစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးထံမှသိရှိရပါသည်။ ဒီဇင်ဘာလနေ့ရက်နေ့မှာဂျပန်လွှတ်တော်အမတ်များယုံမှပြည်ထောင်စုတမရမြန်မာနိုင်ငံတော်အမျိုးသားညညရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကအာနာတင်ဆေအိုဆိုမှပြည်လုံးကြီးအထူးအရာရွေးကောက်ပွဲနှင့်လက်ရှိမြန်မာနိုင်ငံ၏ပကတိအခြေအနေများအားရှင်းလင်းပြောကြားသည့်မြန်မာအရေးကြားနာပွဲတရေကျမခဲ့ကြောင်းသိရပါသည် ရင်းချာနာပွဲမှာဂျပန်ရမြန်မာပြည်သူများမှပါဝင်ဖြည့်ဆို့ထားကြသည့်ရွေးကောက်ပွဲပေါ်ထားရှိသည့်သဘောထားစစ်တမ်းအောင်ပါတီစုံပါဝင်သည့်မြန်မာဒီမိုကရေစီအရေးကိုအားပေးထောက်ခံသည့်လွှတ်တော်အမတ်များတမကဥက္ကဋ္ဌံလွှတ်ပြပေးရခဲ့ပြီးစစ်ကော်မရှင်မှပြုလုပ်မည့်အထူးအရာရွေးကောက်ပွဲအောင်ဂျပန်အစိုးရနှင့်လက်ခံချက်မပြုပါရန်တောင်းဆိုခဲ့ပါသည် ဒါအပြင်မြန်မာပြည်သူများ၏အရေးပေါ်လူအချက်များအားကုညီပေးနိုင်ရေးအပါအဝင်အရေးပေါ်အခြေအနေအရာဂျပန်နိုင်ငံသို့ရောက်ရှိနေသည့်မြန်မာပြည်သူများအားလည်းဆက်လက်ပြီးကာကွယ်ကူညီပေးရေးအတွက်အထူးအလေးထားတိုက်တွန်းပြောကြားခဲ့ကြောင်းသိရပါသည်အဆိုပါကြာနာဝဲကိုအမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးနှင့်ပါတီစုံပါဝင်သည့်မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးသည့်လွှတ်တော်အမတ်များတမက္ခါတို့မှပူးပေါင်းပြီးစီစဉ်ဆောင်ရွက်ကစီစဉ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များသတင်းမီဒီယာများနဲ့မြန်မာအရေးကူညီအပင်းနေသည့်ဂျပန်နိုင်ငံသားများမြန်မာပြည်သူများတော်လှန်ရေးအင်အားစုများမှတက်ကြွလှူဆောင်သူများတက်ရောက်ခဲ့ကြပါသေးရှင်။